ဆယ်လေးနှစ်ကြာရဲရီမတွေ့အောင်ခြေရာဖြောက်နေနိုင်ခဲ့ပေမဲ့ဓာတ်ပုံတပုံကြောင့်အဖမ်းခံရရရာကိုစားဂိုင်းကောင်းဆောင်ဗိတ်သမားလုံးမင်္ဂလာပါဘာမာ H3 လုံးချန်နယ်ကနေယူဆိုပါရီကျွန်တော်တို့ခေတ်ကနေပညာတွေထွက်တက်လာတဲ့အခါလူတအုပ်တယောက်ရဲ့လိုအပ်ချက်တွေကိုထိန်းသိမ်းဖို့ခက်ခဲလာပါရီဒါပေမဲ့တခါတလေမှာအင်တာနက်ပေါ်ကဓာတ်ပုံတပုံလောက်နေပေနေပေါင်းများစွာပေါင်းအောင်နေတဲ့လူတအုပ်ရဲ့ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့အဖြစ်အပျက်တွေလည်းရှိလာပါရီ ဒီနေ့မှာတော့ကျွန်တော်ဂျပန်နိုင်ငံကယာကူဇာရာဇဝတ်ဂိုင်းကောင်းဆောင်ဟောင်းဖြစ်တဲ့ရှီဂီယာရူရှီယာရဲ့ဇာလံကိုဆွေးနွေးပြောဆိုလိုက်ပါမယ်။ဒူဝါထိုင်းနိုင်ငံမှာနှစ်ပေါင်း၁၄နှစ်ကျော်ကြာပုံအောင်နေခဲ့ပေမဲ့လေအင်တာနက်ပေါ်ကဓာတ်ပုံတပုံကြောင့်ဖန်ဆီးခံရတဲ့ဖြစ်ပျက်ကကဘာကိုအံ့ဩစေခဲ့ပါရင်ရှီဂီယာရူရှီယာကဂျပန်နိုင်ငံကယာကူဇာရာဇဝတ်ဂိုင်းကောင်းဆောင်တူဖြစ်ပါရင်ယာကူဇာဆိုတာကတော့ဂျပန်နိုင်ငံကစူပေါင်းရာဇဝတ်ဂိုင်းတွေဖြစ်ပြီးသူတို့ကဂျပန်လူမှုအဖွဲ့အစည်းတွေမှာနန်းနိုင်ရှိုင်းရှိုင်းလွှမ်းမိုးမှုတွေရှိတတ်ကြပါရင် သူတို့ကမိုးရေဆွေးဝါးကုံသွယ်မှုလက်စားမှုလောင်းကစားလုပ်ငန်းတွေနဲ့တခြားတရားမဝင်လုပ်ငန်းတွေကိုလုပ်ကိုင်ကြပါရင်ရေတိုင်းက2003ခုနှစ်မှာဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဂိုင်းချင်းချင်းပတ်သက်တဲ့လူသတ်မှုတစ်ခုကြောင့်ဖန်ရန်ထုတ်ကန်ထားရတဲ့သူဖြစ်ပါရင်ဒီလူသတ်မှုကယာကူဇာဂိုင်းတွေကြားအာနာလူပွဲတစ်ခုနဲ့ဆက်စပ်နေပါရင်ရှီရိုင်ဟာဒီမူကင်းမှာပါဝင်ပတ်သက်နေတဲ့အဓိကတန်တရားရှိသူတဦးဖြစ်ပြီးဂျပန်ရဲတပ်ဖွဲ့ကသူ့ကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပါရင် ဒါပေမဲ့ရှီရိုင်းကဂျပန်နိုင်ငံကနေထွက်ပြေးခဲ့ပြီးထိုင်းနိုင်ငံကိုရောက်ရှိခဲ့ပါတယ်။ဂျပန်ရဲတပ်ဖွဲ့ကသူ့ကို14နှစ်ကျော်ကြာရှာဖွေခဲ့ပေမဲ့လည်းမတွေ့ရှိခဲ့ပါဘူး။သူဟာထိုင်းနိုင်ငံမှာလူတည်နေတဲ့မြို့ငယ်လေးတစ်ခုမှာပုံအောင်နေထိုင်ခဲ့ပါတယ်။ရှီရိုင်းဟာထိုင်းနိုင်ငံလော်ပူရီမြို့ငယ်လေးမှာနေထိုင်ခဲ့ပါတယ်။ဖမ်းမိချိန်မှာသူကအသက်80ကျော်ပြီဖြစ်ပြီးထိုင်းနိုင်ငံမှာအိမ်အောင်ပြုကတိတ်ဆိတ်စွာနေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။သူဟာဒေသခံတွေနဲ့ရောနှောပြီးတာမန်ဘဝနဲ့နေထိုင်ခဲ့ပါတယ်။သူရဲ့အထိတ်ကိုဘယ်သူကမှမသိကြပါဘူး။ ်လော်ဘော်ရီမြို့ကထိုင်းနိုင်ငံရဲ့အလဲပိုင်းမှာတည်ရှိပြီးခရီးသွားတွေအတွက်နာမည်ကျော်မြို့တစ်မြို့ဖြစ်ပါတယ်။ဒါပေမဲ့ရှီရိုင်းနေထိုင်တဲ့ဒေသကခရီးသွားတွေအများပြားမသွားလိရှိတဲ့တိတ်ဆိတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီအခြေအနေကြောင့်သူကနေပေါင်းများစွာလူတည်နေနေနိုင်ခဲ့ပါတယ်။ရှီရိုင်းကထိုင်းနိုင်ငံမှာနေထိုင်စဉ်တာမန်ဘဝနဲ့နေထိုင်ခဲ့ပါတယ်။သူဟာဒေသခံထိုင်းမျိုးသမီးတဦးနဲ့လက်ထပ်ခဲ့ပြီးလမ်းဘေးမှာစစ်တူရင်ကစားခြင်းဒေသခံတွေနဲ့စကားပြောခြင်းတို့ကိုလှုံ့ဆော်ခဲ့ပါတယ်။သူရဲ့ဘဝကရာဇဝတ်ကိုင်းကောင်းဆောင်ဘဝနဲ့လုံးဝကွဲပြားနေပါတယ်။ ဒါပေမဲ့ရှီရိုင်းရဲ့ပုံအောင်နေထိုင်မှုကတာမန်ဓက်ပုံတပုံကြောင့်ပြတ်သွားခဲ့ပါရီဒေသခံတဦးကရှီရိုင်းဟာလမ်းဘေးမှာဆေးတူရင်ကစားနေတဲ့ဓက်ပုံအချို့ကိုရိုက်ကူးပြီးလူမှုကွန်ရက်ပေါ်တင်ခဲ့ပါရီဒီဓက်ပုံတွေမှာရှီရိုင်းရဲ့ခန္ဓာကိုယ်မှာထိုးထားတဲ့ယာကူဇာတတူးတွေနဲ့သူ့ရဲ့လက်ချောင်းငယ်တစ်ချောင်းပြတ်နေတာကိုအထင်ရှားတွေ့ရပါရီယာကူဇာတတူးတွေကယာကူဇာဂိုင်းဝင်တွေရဲ့အမှတ်အသားတစ်ခုဖြစ်ပါရီသူတို့ကအမျိုးမျိုးသောဒီဇိုင်းတွေကိုခန္ဓာကိုယ်မှာထိုးထားကြပြီးဒီတတူးတွေကိုပြင်ပြီးသူတို့ရဲ့ဂိုင်းနဲ့ယာရုဆင်ကိုခွဲခြားနိုင်ပါရီ ရှီရိုင်းရဲ့တတူးတွေကသူကယာကူဇာဂိုင်းကောင်းဆောင်တဦးဖြစ်ကြောင်းပြသနေပါတယ်။လက်ချောင်းဖျက်ခြင်းကလည်းယာကူဇာဂိုင်းရဲ့ရိုးရာဒလီတစ်ခုပဲဖြစ်ပါတယ်။ဂိုင်းစီကန်ချိုးပွားဘွားကအပြစ်ပေးတဲ့အနေနဲ့လက်ချောင်းငယ်ကိုဖျက်တာကယာကူဇာရဲ့ရိုးရာအမှတ်အသားတစ်ခုဖြစ်ပါတယ်။ဒီအမှတ်အသားကြောင့်ရှီရိုင်းကယာကူဇာဂိုင်းဝင်တဦးဖြစ်ကြောင်းထင်ရှားစွာသိသာနေပါတယ်။ဒေတာခန်ကရိုက်ခုထားတဲ့ဓာတ်ပုံတွေကလူမှုကွန်ရက်မီဒီယာတွေမှာလှည့်မြန်စွာပြန့်နှံ့သွားပါတယ်။ဓာတ်ပုံတွေမှာပါဝင်တဲ့ယာကူဇာတတူးတွေနဲ့လက်ချောင်းပြတ်နေတာတွေကြောင့်လူအများကြီးစိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ လူတွေကဒီလူကိုဘာလို့လဲဘာကြောင့်ဒီလိုတက်တူးတွေနဲ့လက်ချောင်းပြတ်နေတာလဲဆိုပြီးစိတ်ဝင်စားလာကြပါတယ်။တပ်ပုံတွေပြတ်နေသွားတဲ့အတွက်ဂျပန်အာဏာပိုင်တွေနဲ့ထိုင်းရဲတပ်ဖွဲ့တို့ကပူးပေါင်းကအဲဒီတပ်ပုံတွေရဲ့ဒီနေရာကိုခြေရာခံခဲ့ကြပါတယ်။သူတို့ကတပ်ပုံတွေမှာပါဝင်တဲ့နောက်ခံမြင်ကွင်းတွေအဆောက်အဦတွေလမ်းတွေကိုလေ့လာပြီးတပ်ပုံရိုက်တဲ့နေရာကိုရှာဖွေခဲ့ကြပါတယ်။ဒီလိုနဲ့သူတို့ကတပ်ပုံတွေရဲ့ဒီနေရာကထိုင်းနိုင်ငံလော်ပိုရီမြို့ငယ်လေးမှာဖြစ်ကြောင်းသိရှိခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့တို့ကဒေတာခံတွေကိုမင်းမြန်းချင်းစုံလန်းစစ်ဆေးခြင်းတွေနဲ့ရှီရိုင်းရဲ့နေထိုင်ရာအင်ကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဇလင်းနဲ့ကြော်ကြပုံအောင်နေခဲ့တဲ့ရှီရိုင်းကစုံထောက်တွေရဲ့အထူးစုံလန်းထောက်လန်းမှုကြောင့်မဟုတ်ပဲအင်တာနက်ပေါ်ကဓာတ်ပုံကြောင့်ဖော်ထုတ်ဖန်ဆီးခံခဲ့ရပါတယ်။ထိုင်းရဲ့တပ်ဖွဲ့ကသူ့ကိုဖန်ဆီးပြီးတဲ့နောက်ဂျပန်အာဏာပိုင်တွေကိုလွှဲပြောင်းပေးခဲ့ပါတယ်။သူက2003ခုနှစ်ကကျိုးလွန်ခဲ့တဲ့လူသတ်မှုအတွက်တရားစွဲဆိုခံခဲ့ရကြောင်းပါ။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။